ဘေးကိုလေးကိုခွင့်ပြုခဲ့ရတာကလွဲရင်ဖက်ဖက်ကအပေါင်းလက္ခဏာဆောင်ခဲ့တဲ့ Man City ရဲ့နိုင်ပွဲအားလုံးမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီနေ့မနက်မှာပဲကစားသွားတဲ့ Full and Four Man City Fight ပွဲအတွင်းမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲပွဲပြီးနောက်ပက်ဂေါ်ဒီယိုလာနဲ့ Haaland တို့ရဲ့ပြောစကားတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်မယ်အားပေးတဲ့အတွက်ကျေးဇူးပါ မန်ချက်စတာစီးတီးအသင်းကကြားရမှာကစားတဲ့ဖူအန်ရဲ့ Craven Cottage ကွင်းမှာ4-5ဆိုတဲ့မယုံနိုင်စရာ score line နဲ့ပွဲကိုပုတ်ကာသီကအနိုင်ရခဲ့ပါတယ်။7မိနစ်ကိုတကူးနှုံပြိတ္တတွေကြည့်ရှုခဲ့ရပြီးပွဲတွင်အဖြစ်အပျက်တွေကမြန်လွန်းလာပါမိနစ်တိုင်းကိုအပြောင်းလဲတွေဖြစ်နေပြီးပြိတ္တတစ်ယောက်အနေနဲ့လိုက်မီဖို့အတော်လေးရုန်းကန်ခဲ့ရပါတယ်။ City ပြိတ္တတွေအတွက်ဆိုရင်တော့စိတ်ပြက်စရာဒုတိယပိုင်းမှာ ကွင်းနေက CD ပြိသက်တွေရောရုပ်သံကချိနေတဲ့ပြိသက်တွေရောအတင်းရဲ့ခန်းစစ်ကိုစိတ်ညစ်ညစ်နဲ့ချိခဲ့ရပါတယ်။သို့တော့ဂျာပြိသက်တွေအတွက်ကတော့ဖြောပြေမှုရှိခဲ့တဲ့ပွဲပွဲလေးဖြစ်ခဲ့ပါတယ်။ဒါအပြင်ဟာလန်ကလည်း Premier League သွင်းကိုတရားကို111ပွဲနဲ့ဒီသမိုင်းတစ်လျှောက်အမြန်ဆုံးပြည့်တဲ့ကစားသမားဖြစ်အလန်ရှီးယားရဲ့ဆန်ကျင်ကိုချိုးဖျက်နိုင်ခဲ့တယ်လို့ FIFA တန်တယောက်ကလည်းနှစ်ပွဲဆက်နှစ်ဂိုးစီသွင်းပြီးရုပ်ချီးဆွေသလို၄ရက်အတွင်း Premier League သွင်းကို၅ဂိုးအထိရောက်ရှိလာပါတယ်။ တစ်ဖက်မှာစီးတီးနောက်တန်းကနှစ်ပွဲအတွင်း6ဂိုးပေးထားပြီးဆိုးရွားတဲ့ခံစစ်စွမ်းဆောင်ရည်ကိုပြသထားတာပါပွဲထဲမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲကြည့်ကြပါမယ်အဲ့တဲ့စီးတီးကတော့ lease နဲ့ပွဲကလူစင်းကိုပြောင်းလဲမလုပ်ပဲတူညီတဲ့လူစင်းနဲ့ပဲပွဲထွက်လာခဲ့ပါတယ်ပွဲစကလေးကတိုက်စစ်ကိုဒရဇက်စတင်ဖို့ကြိုးစားတာမှာ6မိနစ်မှာကလေးကဖူရန်ရဲ့ပေးပို့မှုကနေဟာလန်အပိုင်ကန်ခွင့်ရပါမယ်တိုင်ထီထွက်ခဲ့ပါတယ်ပထမပိုင်းဆိုတာထွက်ကောင်းလေးရှိတဲ့အတိုင်း16မိနစ်မှာဟာလန်တယောက် နောက်ထပ်အပိုင်ခံခွင့်ရတာမှာတော့အမှားအယင်မရှိကန်သွင်းပြီး Premier League 900ပြည့်ခဲ့ပါတယ်ဒီကုတ်ကိုဖိုဒန်ရဲ့ဘေးပိုမှုကနေဒိုကူဒိုကူကနေမှာဟာလန်ဟာလန်က15ဂိုက်အခွာကနေဘယ်ချင်းနဲ့အပြင်ကန်သွင်းသွားခဲ့တာပါဘွဲက City ဘက်ကပဲဖိထားတာမဟုတ်ဘဲရှင်ဖူဟန်သင်းဘက်ကအပိုင်ခွင့်ရတဲ့ချိန်ရခဲ့ပါသေးတယ်24မိနစ်မှာ Smith Rowe ရဲ့ကန်ချက်ကိုဒနာရမကာကွယ်သွားနိုင်လို့သာ City ဘက်ကခြေပါကိုစောစောစီစီပေးရမယ်ရေးကနေတက်တာရခဲ့တာပါ တံပြန်တိုက်စစ်ကနေလည်းသွင်းကိုးတွေရယူနေနိုင်တဲ့စီရီက38မိနစ်မှာတော့တိုက်စစ်မှုအာလင်းဟာလန်ရဲ့လှပတဲ့ဖန်တီးပေးမှုကနေရိုင်းနာကဒီယာတီသူ့ရဲ့ဒုတိယမြောက်ပရီးမီးယားလိသွင်းကိုးကိုကိုသမားလီနိုကိုကြော်ဖြတ်ကသွင်းယူသွားပါတယ်။လက်ရှိအချိန်ထိကျင်းနေဆရာကောင်းတဲ့တိုက်စစ်ဆွမ်းဆောင်ရေးကိုထပ်ဆင့်ပံ့ပိုးပေးလိုက်တာကတော့44မိနစ်ကဖိုဒန်ရဲ့ဝေါ်ကလပ်သွင်းကိုးပါရိုင်းနာရဲ့တောင်းကန်ဘောကိုဂူသမလီနိုပုတ်ထုတ်လိုက်တာမှပြန်ကျလာတဲ့ဘောလုံးကို22ကိုက်အကွာကနေကိုရံကသူ့ပုံစံအတိုင်းဘဲဂျင်းနဲ့ဂူသမရဲ့ညာဘက်အပေါ်တောင်းကိုဝေးဝိုက်ကန်သွင်းယူသွားပါတယ်။ ။ဧည့်သည်မန်စီးတီးကပွဲကိုခက်ဆော့ဆော့ဖျက်ထားပေမယ့်အရှင်အသင်းကတော့ပထမပိုင်းအချိန်ပို48မိနစ်မှာတောင်မန်ကစားသမားဟာဗီဝေဆန်ရဲ့ဖန်တီးပေးမှုကနေစမစ်ရိုးကလက်လက်ပပခေါင်းတိုက်သွင်းယူပြီး1-3အနေထားနဲ့ပထမပိုင်းကိုပြီးဆုံးစေခဲ့ပါတယ်။ဒုတိယပိုင်းအစ5မိနစ်အတွင်းမှာပဲစီးတီးဘက်ကလည်းချိန်ဆွဲနေပဲတိုက်စစ်ပြန်လဲစတင်လာပြီးတော့48မိနစ်မှာဒိုကူရဲ့အနေမောဖျက်တင်ပေးတာကိုဟာလန်ကလမ်းကြောင်းပြောင်းလိုက်တယ်မှာဖိုရန်ကသူ့အတွက်ဒုတိယကိုအသင်းအတွက်၄ဂိုးမြောက်သွင်းဖို့ကိုအတွင်းယူပေးသွားပါတယ်ဖိုရန်အတွက်တော့၄ရက်အတွင်း၄ဂိုးမြောက်ရရှိသွားခဲ့တယ်လေဖြစ်ပါတယ် 54မိနစ်မှာတော့ပွဲလုံးခြေစွမ်းပြနေတဲ့ဒိုကူလည်းသွင်းကိုဆရခဲ့ပေမဲ့ဖူဟန်ကွင်းလေကစားသမားစန်တာဘတ်နဲ့ထီသွားတာကြောင့်အုံကိုဖြစ်တာသတ်မှတ်ခဲ့တာပါစီးရီးကလည်းပွဲကို1-5နဲ့ပြတ်သက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်ဒုတိယပိုင်း58မိနစ်မှာတော့ EOB ရဲ့လှပတဲ့အဝေးကင်ကျန်းတဲ့တွင်ရှင်အသင်းကဒုတိယခြေပါကိုရရှိသွားပါတယ်ဖူဟန်က2-5ထိလိုက်ကပ်ထားပြီးတော့ပြိုင်ပွဲထဲပြန်ဝင်လာဖို့ကြိုးစားနေတာပါ ဒီပြကွာယူလာကတော့နီကိုကွန်ဇာလက်နေရာမှာဂျွန်စတုန်ဂျယ်ရမီဒိုကူနေရာမှာဆာမင်ဟိုရုကိုထည့်ပြီးကစားသမားတွေကနားပေးဖို့ပွဲကိုတန်းဖို့ရှော့ချဖို့ကြိုးစားခဲ့တာကိုတွေ့ရပါတယ်။လူစားလက်မှုတွေပြုလုပ်ပြီးမိနစ်80မှာဆာမင်ဟိုရဲ့ဘေးပို့မှုကိုဟာလန်ကောင်းတိုက်တာမှာတိုင်ထိထွက်ခဲ့ပါသေးတယ်။ဒီပွဲမှာတိုင်နှလုံးထိခဲ့တာကြောင့်ဟက်ထရစ်ရမယ့်အခွင့်အရေးကိုတော့နော်ဝေးတိုက်စစ်မှုလွဲချော်ခဲ့တာပါ။ ။ဖူအန်ဘက်ကပွဲကိုလည်ပြောင်းလုလာတဲ့သူကဆာဆာလူးကင်နေရာဝင်ကစားတဲ့နိုင်ဂျီးရီးယန်တောင်ပံတိုက်စစ်ကစားသမားချမ်ပီယံချူကွဲစေးပါ82မိနစ်နဲ့88မိနစ်မှာဂိုးတွေဇက်တိုက်သွင်းယူပြီးဖူအန်ကိုပြန်လာနိုင်အောင်အားထုတ်သွားပါတယ်။လက်ကျန်မိနစ်တွေမှာတော့4-5နဲ့ City ပရိသတ်ရဲ့တော်လေးကိုတော့ကများခဲ့ရပါတယ်။ City Bag ကရိုင်းဒါနေရာမှာ Chagi ကိုထည့်ပြီးအင်ရှင်နောက်တန်းကိုလှုပ်ရှောင်းအောင်လုပ်ခဲ့တယ်လို့ပြည်တံဘောတွေလည်းမကြခဏရယူပြီးပွဲအချိန်ကိုထိန်းသွားတာကြောင့်4-5ဆိုတဲ့ရလနဲ့ပဲ City တို့လိုအပ်တဲ့၃မှတ်ကို Craving Cottage မှာရယူနိုင်ခဲ့ပါတယ်။ ဒီဘက်မှာတခုတည်းတကူသွင်းနှကိုးဖန်တီးပေးခဲ့တဲ့ဟာလန်ကလည်းအကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့အချိန်တော်ကြာဆောင်ဆိုင်လိုက်ရတဲ့ပရီးမီးယားလိသွင်းကိုတရားကိုလည်း112ပွဲနဲ့ပြေးမြောက်ခဲ့ပါတယ်။ဖူအန်တိုက်စစ်အစွမ်းကုန်ဖွင့်ဆောင်မှုကြောင့်ဟာလန်အနေနဲ့ဖူအန်နဲ့9ပွဲတွေ့တာမှာ9ဂိုးတည်သွင်းယူထားပြီး2022-23ဖူအန်ပရီးမီးယားလိကိုတန်းတက်လာကြတဲ့ကအများဆုံးသွင်းနိုင်တဲ့ကစားသမားဖြစ်ဟာလန်ကယက်တီနေတာပါ။ ဒါပြင်မန်စီးတီးအနေနဲ့မာကိုဆေးဗာရဲ့ဖူဝမ်သင်းကိုပြိုင်ပွဲစုံ16ပွဲစဉ်အနိုင်ရတဲ့မှတ်တမ်းကိုလည်းရရှိသွားပါတယ်။ဒီထဲမှာပရီးမီးယားလိပွဲ16ပွဲအထိပါဝင်ထားတာပါ။စီးတီးနဲ့မကန်ခင်အထိဖူဝမ်ကအိမ်ကွေးမှာတပွဲပဲရှုံးနေထားတဲ့အသင်းဖြစ်ပြီးစီးတီးနဲ့အတွေ့မှာတော့ရှုံးပွဲတစ်ပွဲထပ်တိုးသွားပါတယ်။စီဂျီဇင်ရီအနေနဲ့လည်းဒီနိုင်ပွဲကြောင့်မှတ်ပေးကြဒုတိယနေရာမှာခိုင်ခိုင်မာမာရက်တည်နေပြီး28မှတ်နဲ့တူဦးဆောင်သူအာဆင်နယ်ကိုနှစ်မှတ်ကွာနဲ့ဆက်လက်ပြားပေးနေတာပါ။ခံစစ်ပိုင်းအားနည်းမှုကတော့နီးပြားကြီးပတ်ကွာလီလာအနေနဲ့အချိန်မီပြင်ဆင်နိုင်ဖို့လိုအပ်နေပါတယ်။ ပွဲပြီးနောက်ပက်ကွာဒီယိုလာနဲ့ဟာလန်တို့ရဲ့ပြောစကားတွေကိုလည်းနားဆင်ကြည့်ကြပါမယ်။ဖူအန်ကို4-5နဲ့အနိုင်ရပြီးပက်ကဒါကပရီးမီးယားလိပါပဲ။ဘာတွေဖြစ်မလဲဆိုတာတွက်ဆကြည့်ဖို့ခက်ပါတယ်။ပွဲထဲမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတာသိချင်ကြမယ်။ထင်ပါတယ်ကျွန်တော်မှတော့အဖြေမရှိပါဘူး။ဒါကပရီးမီးယားလိဖြစ်တယ်လို့ဘောလုံးဆိုတာလည်းခံစားချက်များတယ်။ကစားနည်းပါ။ဘာကြောင့်ဒါလဲဘာကြောင့်ဟိုလဲဆိုတာမျိုးမရှိပါဘူး။ပေးလိုက်ရတဲ့ဂိုးတွေမှာတော့ခန်းစစ်ကစားပုံညံပြင်းတာကြောင့်လည်းပါပါတယ်ပြန်ဘက်ရဲ့ဖြတ်တင်ဘောတွေကိုခုခံတာမှာ defensive line ကတော်တော်လေးအနောက်ရောက်သွားပါတယ် ေရာလွတ်တွေကိုလွှမ်းမိုးထားဖို့ကြိုးစားရမှာပါသို့တော့အတင်းကောင်းတဲ့တဲ့ဘွဲမှာကျွန်တော်တို့ဘက်ကကစားပုံလှုပ်ဆောင်ပုံကောင်းနေတာတွေလည်းများပါတယ်။ရသွားတဲ့ဂိုးတွေရောတွင်းသွားတဲ့ကစားသမားတွေရဲ့အရေးသွေးရောဒါအပြင်ဟာလန်အနေနဲ့စ3ဖြစ်နိုင်မယ့်အခွင့်အရေးတောင်ရခဲ့တာပါနောက်တော့မကြဘူး54ဖြစ်သွားပါတယ်ဒါမျိုးအခြေအနေမှာတော့နိုင်ရလကိုထိမ်းဖို့ကသာအဓိကပါဘလို့တွေဖြစ်ခဲ့တယ်လဲတော့မမေးတာကောင်းပါတယ်ကစားသမားတွေလည်းအသိမဲ့မထင်ပါဘူးတခါတလေမှာကန်ကောင်းဖို့လိုပါတယ်ကျွန်တော်တို့ဒီပွဲမှာကန်ကောင်းခဲ့တာပါလို့နီးပြရထုတ်ဖို့ပြောဆိုသွားပါတယ်ပွဲပြီးအင်တာဗျူးမှာလည်းဟာလန်က အိမ်ကနေပွဲကြည့်နေတဲ့သူဆိုရင်တော့ဒီပွဲကိုသဘောကျခဲ့မယ်ထင်ပါတယ်ပွဲကတော့ဝရုံးသုံးကနိုင်ပါတယ်တပွဲတည်းကိုကိုဆိုတာတော့များတာပါအစိုးမှကျွန်တော်တို့နိုင်သွားတဲ့အတွက်လည်းပြောပါတယ်သို့တော့ပွဲကတော့ကျွန်တော်တို့ကစားနေကြအကောင်းဆုံးပွဲမျိုးတော့မဟုတ်ပါဘူးပရီးမီးယားလိသွင်းကိုတရားပြေးကြတာနဲ့ပတ်သက်လို့လည်းဟာလန်ကဒါကကြီးကျယ်တဲ့မှတ်တမ်းပါဒီအတွက်ခုံယူပါတယ်100 club သွင်းနိုင်တဲ့စည်ရင်တဲ့ဝင်ရောက်လာတာကတော့ထူးရှေပါပြောပါတယ်ဒီမှတ်တမ်းမရရဲ့အကြောင်းကိုကြိုသိထားတာပါဒါကြောင့်လဲဂိုးတွေသွင်းပြီးအသင်းကိုကူညီဖို့စူးစမ်းနေတာပါ ဂိုးသွင်းတာကတော့ကျွန်တော်အလုပ်ပါပဲလို့ဟာလန်ကပွဲပြီးမှထုတ်ဖို့ပြောဆိုသွားပါတယ်။ဒါကတော့ဒီနေ့မနက်မှာကစားသွားတဲ့ Manchester City 5 Fulham 4ပွဲတွင်မှာဘာတွေဖြစ်ခဲ့တယ်လဲ။ပွဲပြီးနောက်ပက်ဂွာဒီလာနဲ့ဟာလန်တို့ရဲ့ပြောစကားတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့် Manchester City က28မှတ်နဲ့ပထမနေရာက Arsenal ကိုအမှတ်ပေးစရာမှာဆက်လက်ဖိအားပေးလျက်ရှိပါတယ် ။ဒီဇင်ဘာလကတော့မန်စီးတီးခံစစ်ပိုင်းအားနည်းနေသည့်အချိန်လိုအပ်တဲ့အနိုင်ရလဒ်တွေကိုတောက်လျှောက်ရယူနေတာကိုတွေ့ရပါတယ်။ဒါကဒီဇင်ဘာမှာအရေးကြီးဆုံးလို့ထင်ပါတယ်။ကျွန်တော်တို့ Now View တွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။